မျိုးတို့ရေဒီတစ်ခါပြန်ပြီးတော့မှပြောပြရမယ်နော်ဒီဒဝဲခရင်တရဲ့ချောင်းမျိုးနယ်မှာဖြစ်နေတဲ့တိုက်ပွဲကိစ္စဥပပေါင်းဖွဲ့တွေကတိုက်ပွဲကိစ္စမှာဒီဥပပေါင်းဖွဲ့တွေဘက်ကလည်းဒီစခါကိုဖြတ်လိုက်ဖြတ်ဖြတ်တယ်ပေါ့နော်ဖြတ်လိုက်ဖြတ်ဖြတ်ထားတယ်ဆိုတော့အဲ့ဒီစခါတက်ရင်ထဲမှာက သူတို့ကဘာလဲဆိုတော့ဒီလက်နဲ့ကြီးတွေ အရန်တန်းပြစ်ပြီးတော့မှသူတို့မရှိတဲ့ပုံတိုင်ဖြစ်တော့မရှိတော့တဲ့ပုံစံမျိုးတော့ဖြစ်ခါနီးပေါ့နော်အဲ့လိုဆိုတော့အမှလေချောင်းနဲ့ဟိုသူတို့ကဒီရိတ်ခါတွေအာထောက်ထောက်ပို့ပေါ့နော်ထောက်ကူပြူသူလေချောင်းကိုအသုံးပြူပြီးတော့မှသူတို့ကအချပေးတယ်ပေါ့နော်အဲ့ဒီမှာအနီနာတဝိုက်ဖြစ်တဲ့ဒီတောင်ပြောက်တိုင်းနယ်ဘက်မှာအထူးသဖြင့်ဒီဝင်းကဖော်ရွာတို့မှာဆိုရင်သူတို့ကမလုပ်လဲဆိုတော့ လေချောင်းကနေပြီးတော့မှกินထောက်တယ်နင်းနေကလေးပြန်တယ်ဘယ်လိုနင်းနေကလေးပြန်လဲဆိုတော့မှကွန်ဒီပင်ကွန်ဒီပင်အဆုံးပေါ့နော်အဲ့ဒီဖြားလောက်ပဲပြန်ပြီးတော့မှအာထောက်တာပေါ့ထောက်တယ်ဟိုပြီးတော့မှရမ်းသက်ပြီးတော့မှရွာထဲကိုပြစ်ပြစ်တယ်အဲ့လိုမျိုးတွေလုပ်တယ်နောက်တစ်ခုကတော့ဒီပေါ့အာညကြီးချိန်ထိသူတို့ဒီလိုမျိုးกินထောက်တာ ဒီလေချောင်းနဲ့နက်နက်ကလေးတွေပြန်တော့ရွာသူရွာသားတွေကရွာထဲမှာအိမ်မရဲပဲနဲ့အိမ်တွေမှာလည်းနေမရဲပဲနဲ့တောတောင်တွေထဲမှာပြေးရှောင်ပြီးတော့မှအိမ်နေကြရတဲ့အခြေအနေတော့ဖြစ်နေပါတယ်လို့အဲ့ဒါလက်ရှိအခြေအနေပေါ့နော်ဆိုတော့စခါကသူက ကုံချောင်းကလည်းဒီတရချောင်းဘက်ကနေတိုက်ရင်ကနေပြီးတော့မှ၄၅တိုက်ရင်ကနေပြီးတော့မှ ဟိုထိုးဖောက်ဖို့ကြိုးစားတယ်လို့တစ်ဖက်မှာသူတို့ကလည်းရေလမ်းပေါ့နော်သင်္ဘောနဲ့ရေချောင်းနဲ့တစ်ခါပြန်ပြီးတော့မှလှုပ်လှုပ်တာရှိတယ်ကူကူပြစ်ပေးတာပေါ့သင်္ဘောပေါ်ကနေပြီးတော့မှရွာတွေအကုန်လုံးသူတို့ကတော့ဟိုရန်တန့်ပြီးတော့ပြစ်တယ်ပြစ်တဲ့ခါကျတော့ရွာသားတွေပဲအာထိတာပေါ့နော်စခတွေရဲ့ ပြမှတ်ကတော့ဆိုတော့ရှင်းတယ်တော်လှန်ရေးဖွဲ့ကလူတွေတော့သိချတယ်သူတို့ရဲ့ပြည်ပြမှတ်ကရန်သူပဲဒီစခဖက်ဆက်ရုပ်ကရန်သူမို့လို့ဖက်ဆက်ရုပ်စခန်းကိုပစ်တယ်ဒါပေမဲ့စခတွေကတော့သူတို့ကပြည်သူကိုဘယ်လောက်ပဲထိထိအကူမဆက်ဘူးဟိုပြည်သူနဲ့အတူ ဒီရန်သူပါသူတို့ကတခါတယ်အပြစ်ပြစ်တယ်ပေါ့ဆိုတော့ပြည်သူဘလောက်နဲ့နာနာပြည်သူဘလောက်ထိထိပြည်သူဘလောက်ပဲဟိုထိခိုက်ထိခိုက်သူတို့ဂရီမဆိုင်ဘူးသူတို့အာဏာမြေရေးတစ်ခုတည်းကသူတို့အကုန်လုံးလုပ်တယ်ပေါ့နော်အဲ့ဒါတော့သူတို့လုံးနေကြတိုင်းခက်ဆက်ဆက်မျိုးဆက်30လောက်ထိကျမတို့မိဘတွေလက်ထက်ကတည်းကဖိုးဖွားတွေလက်ထက်ကတည်းကလှုပ်လာတဲ့လုံနီးအကွက်ဟောင်းအဲ့ဒီဟာတော့ဆက်ပြီးတော့လုံနေတာပေါ့နော်ဆိုတော့ဒီ အပြည်သူလူထုဟိုဘယ်လောက်ပဲထိတိသူတို့ကယူမဆိုင်ဘူးသူတို့ကပြည်သူလူထုနေတဲ့အင်ဂျင်ရာတွေကိုသူတို့ရေချောင်းကနေပြီးတော့တင်းဘောဘောကနေပြီးတော့သူတို့ပစ်ပစ်တာတွေရှိတယ်လေချောင်းကနေပြီးလည်းပစ်တာတွေရှိတယ်ပေါ့နော်အဲဆိုတော့ဒီဒီချိန်မှာတော့ဟိုအများကြီးဒေသခံပြည်သူလူထုကတော့အာတော်လန်ရေကိုအောင်စေချင်တာ တခုတည်းမဟုတ်ပဲနဲ့ဝိုင်းပြီးတော့မှဟို တော်လှန်ရေးအတွက်ဝိုင်းပါပေးရတဲ့ပုံစံတော့ဖြစ်တာပေါ့တော်လှန်ရေးကိုအော်ပေးဆရတာပေါ့နော်တော်လှန်ရေးထဲမှာခုဆိုရင်ဒီရတားပြည်သူတွေကအဲ့လိုမျိုးထိနေတဲ့အနေအထားမှာရှိနေတယ်ဒီဝင်းဝါအရွာသူရွာသားတွေဆိုရင်လည်းဒီဟိုမနေရဘူးဥယျာဉ်ခြံရုံထဲမှာလိုက်နေတယ်ဥယျာဉ်ခြံထဲမှာမလိုက်နေလည်းပဲခုနကလီလေချောင်းနဲ့ရန်တမ်းပြစ်တဲ့ဟာကိုဟိုထိခဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဒီအမျိုးသမီးတယောက်ဆိုရင်လည်းအော် အပြင်းထန်တန်ရရလို့သိရတာပေါ့နော်အဲ့လိုမျိုးတော့ခြေနေရှိနေပါတယ်လို့ဒီဟိုကတော့စိတ်ရရတော့ဒီတော့မှဒီပြည်သူ့ကွယ်ရေးတပ်ဖွဲ့တွေကလည်းဒီဟိုနေဘဲဘဲခྱི་သွားလာဖို့မလိုအပ်ပဲနဲ့ခྱི་မဲ့သွားဖို့ကိုသူတို့ထုတ်ပြန်ထားတာတွေရှိတယ်လှုပ်ထားတာတွေရှိပဲပေါ့နော်ဆိုတော့ဒီဆုံးသားတိုက်ပွဲမှာတော့ကျမတို့အားလုံးကတော့ဟိုဟိုတိုက်ရမှာပဲဟိုလှုပ်လှုပ်ရမှာပဲပေါ့နော် အမျိုးဆိုတော့ဒီချိန်နေထီတောင်မှလင်းထဲတောင်မှတောက်ခံလာပြီးသားဒီစစ်ခွေးတွေကိုဟိုချိန်မုံဖို့ကတော့ဒီဒီတကူကဘယ်အာယုံထားရမလဲအဲ့ဒါကြောင့်မို့လို့ကျမတို့မှာကဟိုပြည်သူလူထုอ่ะပေါ့နော်ဟိုစားလည်းပဲတော်လှန်ရင်အိတ်လည်းပဲတော်လှန်ရင်အဲ ဘာအရေးပဲဖြစ်ဖြစ်အကုန်လုံးကတော်လှန်ရင်ဖြစ်နေတာပေါ့နော်အခုဆိုအဲ့အဲ့ရေးလဲအဲ့လဲအဲ့အဲ့လို့မရဲဘူးငါပြောဆိုတော့ခုနကပြောသလိုလေချောင်းနေပြီးတော့မှရန်တန်ပြီးတော့မှရွာရွာတွေထဲဥပဲပြစ်ပြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီလိုလောက်တာဒီဟိုဟိုစခါက စခတ်ကိုသွားတိုက်လို့လုပ်တယ်ဆိုတာအဲ့ဒါပြောလို့မရဘူးဒါသည်ကျမတို့ကတော်လှန်ရေးအောင်ချင်တဲ့အတွက်ကြောင့်မို့ရန်သူကိုကျမတို့ကချိန်မုံတာဖြစ်တယ်ချိန်မုံရတဲ့နေရာမှာတော့ရန်သူဘက်ကပြုတ်မှုတဲ့ဟိုပေါ့လူမဆန်ပြုတ်မှုတဲ့အရာတွေတော့ကျမတို့ကသိပြီးသား အာဒါပေမဲ့ပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေကတော့သိချတယ်ပြည်သူနစ်နာမှာကြောက်လို့သာပဲဒီလိုမျိုးပြည်သူနစ်နာမှုထိခိုက်မရှိအောင်အများကြီးစောက်ပြီးတော့မှစ조사ပြီးတော့မှလုပ်တယ်အခုလည်းပဲဒီစစ်ရေးကာလမှာဒီတိုက်ပွဲဖြစ်နေတဲ့ချိန်မှာဒီစခအတွက်အထောက်ကူဖြစ်စေမဲ့ဒီလမ်းလမ်းကိုပေါ့နော်ဟိုမသွားဖို့ဆိုတာလေဒါပြည်သူလူထုမထိခိုက်အောင်လို့ဒီတော်လိုင်းရေးဘက်တွေကဒါစဉ်းစားပြီးတော့မှအလုပ်တာဖြစ်တယ် တကြိမ်လည်းပဲဒီလိုမျိုးစခလုတ်တမြတ်ကိုခံနှစ်ကြိမ်လည်းပဲစခလုတ်တမြတ်ကိုခံဆိုကျွန်မတို့ကတသက်လုံးစစ်ဖနာအောက်မှာစစ်ကြုံဘဝဆက်ဆက်နောက်မျိုးဆက်နောက်ထပ်နှစ်မျိုးဆက်သုံးမျိုးဆက်ဆက်ခံရမှာပေါ့နော်ဒါကြောင့်ဒီလိုကြိမ်ကတော့နောက်ဆုံးပဲစစ်ကြုံပညာရေးနဲ့ဒီစစ်ကြုံအောက်ဘကနေပြီးတော့မှလොမြောက်ဖို့အတွက်ကိုရင်တော့ကတော့အင်္ဂလိပ်ကြုံမခံဘူးဆိုပြီးတော့မှတိုက်တယ်ခုကတော့စစ်ကြုံမခံလို့တဲ့အတွက်ကျွန်မတို့ကတိုက်တယ်ပေါ့နော်အဲ့ဒါတော့ဒါက ဟိုဒီတော်နာရေးကာလမှာဟိုပြင်ပြင်ထားရမယ်ဟိုလှုပ်ထားရမယ်ဟာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ရန်နဲ့ရန်အနက်မရတဲ့နေရာမှာတော့သိကြတယ်ကျွန်နဲ့ကတော့ရနေတာပဲပေါ့နော်အဲဆိုတော့စစ်ကျွန်လားဒါမှမဟုတ်ရင်အာဟိုမရှိတင်တဲ့ဒီဖက်ဆစ်ရုပ်တတိယရုပ်ဂျီနိုဆိုက်ကြီးကိုတောင်းလှန်မလားအဲ့ဒါပဲရှိတယ်လူတွေကတော့သိကြရမှာပဲဒါပေမဲ့တောင်းလှန်ပြီးတော့ပဲဟို ီလိုပဲဆက်သွားရမှာပေါ့နော်မဟုတ်ရင်နောက်မျိုးဆက်တွေရောကျင်းကျင်းဒီလိုစိတ်ကြောင့်ဘဝနေပြီးတော့မှလောမြောက်ဖို့မရှိဘူးပေါ့လေနော်အဲ့ဒါလေးကိုပဲထပ်ပြီးတော့မှပြပြချင်းတဲ့အကုန်လုံးလဲပူပေါင်းပေါပင်ပေးကြပါလို့တိုက်တွန်းလိုပါတယ်ရှင်ထပ်ပြီးတော့မှကျေးဇူးတင်ပါတယ်ဒီဒုက္ခကွယ်ရေဘော်တွေအကုန်လုံးဘေးအန္တရာယ်တင်ပြီးတော့မှဒီဖက်ဆေးတည်ရုပ်ကြီးကိုချိန်မုံတဲ့ချိန်မှာအောင်မြင်မှုတွေရရှိပါစေလို့ဒီဖက်ဆေးတည်ရုပ် မရှိသင့်တဲ့ဒီလူမဆန်တဲ့တတေရုပ်ဒီဂျီနိုဆိုက်ကြီးကိုဟိုကာကွယ်ရေးတက်တွေကနေပြီးတော့မှဒီပြည်သူ့ကာကွယ်ရေးတက်တွေရဲ့ကမတိုက်ခိုက်ချိန်မုံနိုင်ပါစေလို့အမြန်ဆုံးအောင်မြင်နိုင်ပါစေတိုက်ပွဲတိုင်းကိုလည်းအမ်အောင်မြင်မှုတွေနဲ့ဆက်ကူနိုင်ပါစေလို့ကျေးဇူးတင်ပါတယ်